အမေရိကန်သမ္မတဘာနက်အိုဘားမားကဒီလိုနီးတင်တဲ့နိုင်ငံရေးအာဏာကိုရယူခဲ့တယ်။နိုင်ငံရေးအစွတ်အာဏာရယူခဲ့တဲ့သူတွေရဲ့စစ်ကြောင်းကရိုးရိုးသားသားဖြစ်လို့တော့မရှိပါဘူး။တရားဝင်အာဏာရယူမှုရဲ့နောက်ကွယ်မှာမဟာဗျူဟာဆန်ရရှုပ်ထွေးတဲ့ဂွန်းဆက်တီကလည်းရှိနေတတ်ပါတယ်။အခုကျမပြောပြမယ့်အမေရိကန်သမ္မတဘာနက်အိုဘားမားရဲ့နိုင်ငံရေးလမ်းကြောင်းနဲ့အာဏာရယူမှုတွေကိုကြည့်ရင်သိနိုင်ပါတယ်။ကျမနဲ့အမြင်ချင်းတူရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်ပြီးအမြင်မတူတဲ့သူတွေလည်းအပိဓာကြည့်ပြီးရင်တော့မြင်ခုံပေါ်လေးလောက်ကြဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးနော်။ ဘာရက်အိုဘားမားရဲ့နိုင်ငံရေးအောင်မြင်မှုကအထင်လွဲစရာမရှိအောင်အတိအကျပြင်ဆင်ထားတာပါ။ဘာလို့လဲဆိုတော့သူ့ရဲ့နိုင်ငံရေးပုံစံကအာဏာရှိသူတွေရဲ့အတည်ပြုချက်နဲ့အပြစ်မှုရရှိအောင်ကြိုတင်ပြုလုပ်ထားတာဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်2004ခုနှစ်မှာသူကဂျူနီယာဥပဒေပြုအချက်အလက်တော်အမတ်အနေနဲ့အဓိကမိန့်ခွန်းပြောခွင့်ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်ကသူကပြည်내ဥပဒေပြုအထက်လွှတ်တော်အမတ်ဖြစ်ပေမဲ့သူ့အနာဂတ်အတွက်အရေးကြီးတဲ့အခွင့်အရေးရခဲ့တာပါ သူပြောခဲ့တဲ့မိန့်ခေါ်တွေကလည်းအမျိုးသားညီညွတ်မှုနဲ့မျှော်လင့်ချက်ကိုအားပေးပြီးပြောင်းလဲမှုရှာဖွေနေတဲ့အမေရိကန်ပြည်သူတွေရဲ့နှလုံးသားကိုထိရှာသွားစေခဲ့ပါတယ်။အဲ့ဒီမိန်ကွန်းလေးကတခါတည်းကမှအထူးရောက်ဆုံးအကြောင်းအရာတွေမပေါ်ဝင်ပေမဲ့စကားပြောဆိုမှုအလှတရားတော့ပေါ်ဝင်နေခဲ့ပါတယ်။သူ့ရဲ့စကားပြောစွမ်းရည်ကလည်းနိုင်ငံရေးအတွက်ထိရောက်တဲ့စီမံခန့်ခွဲမှုတစ်ခုလည်းဖြစ်ခဲ့တာပါ။2008ခုနှစ်တုန်းကလည်း Democratic Nation Commission DNC မှာသူပြောခဲ့တဲ့မိန်ကွန်းလေးထဲမှာတော့ကျွန်တော်ဒီနိုင်ငံကိုချစ်တယ်လို့ပြောခဲ့ပါတယ်။ ဒီလိုအပြောဆိုရင်ကြောင့်အမေရိကန်ပြည်သူတွေနဲ့ချိတ်ဆက်နိုင်တဲ့အရေးပါတဲ့စကားဖြန့်လာခဲ့ပါတယ်။သူစကားနဲ့သူပုံစံတွေကပြောင်းလဲမှုနဲ့သွေးစည်ညင်ညွတ်မှုကိုရှင်းလင်းစွာဖော်ပြနိုင်ခဲ့ပါတယ်။အိုဘားမားရဲ့အမိန့်ခွန်းတစ်ခုမှလည်းဒီနိုင်ငံအတွက်တိုက်ပွဲဝင်ကြတဲ့လူတွေကတမရတွေဒီမိုကရက်တီပဲဖြစ်ပြီးအနည်းအောင်အမေရိကန်အတွက်အပြည့်အဝအမေရိကန်အတွက်မကောက်ကွက်ကြပဲအမေရိကန်ပြည်ထောင်စုအတွက်ကောက်ကွက်ခဲ့ကြတာလို့ပြောခဲ့ပါတယ်။သူစကားတွေကအနားထောင်ရတာအလွန်လှပပြီးလူတွေရဲ့စိတ်ကိုအားကျစေခဲ့ပါတယ်။ဒါကလည်းသူ့ရဲ့မဟာပြည်ပညာရဲ့တစ်ခုပဲဖြစ်ပါတယ်။ ။အိုဘားမားအစိုးရတွင်မှလည်းအ धिक ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ဒီပြောင်းလဲမှုတွေကပုံမှန်အခြေအနေပြောင်းလဲမှုတွေအတွက်သာမကနိုင်ငံရေးစွန့်နှိမ့်မှုအပေါ်အကျိုးသက်ရောက်စေခဲ့ပါတယ်။အိုဘားမားရဲ့ဒုတိယတက်တန်းကာလအတွင်းမှာလေတမရဘုရှ်အစိုးရရဲ့စိုးရွားတဲ့မူဝါဒတွေကိုဆက်လက်အကောင့်ချဲ့ဖော်ခဲ့ပြီးတော့တိုးချစ်အကောင့်ချဲ့ဖော်တာတွေကိုပါပြုလုပ်ခဲ့ပါတယ်။သူ့ရဲ့မအောင်မြင်တဲ့နိုင်ငံရေးဆောင်ရွက်ချက်တွေအပေါ်တုံ့ပြန်မှုကတော့ Tea Party လှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုသုံးပြီးနိုင်ငံရေးဆွေးနွေးမှုနဲ့ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွေကိုရှောင်တိမ်လိုက်တာပါ။ သူအစိုးရခင်မှာဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုလည်းမဖြစ်ရှင်းမဲမျက်ွယ်ပြုနေခဲ့ပါသေးတယ်။စီးပွားရေးလွှမ်းမိုးမှုကိုပဲဦးတည်ပြီးတော့ပြည်သူတွေရဲ့အဓိကပြဿနာတွေကိုတော့မဖြစ်ရှင်းပေးခဲ့ပါဘူး။ဒါကြောင့်မဲဘာရက်အိုဘားမားရဲ့အာဏာရလာတဲ့အပေါ်ဂျူဒင်စီမန်ထားတဲ့စူးစမ်းမှုတစ်ခုလို့ပြည်သူတွေကသိလာခဲ့ပါတယ်။အိုဘားမားအစိုးရခင်မှာတိုးတက်လာမှုတွေကတဘာဝအတိုင်းတိုးတက်လာတဲ့လှုပ်ရှားမှုမဟုတ်ပဲကျူတင်စီမံထားတဲ့ထိရောက်တဲ့စီမံမှုတွေလို့ပြောချင်ပါတယ်။ဒါကြောင့်ပဲအမေရိကန်ပြည်သူတွေကဒီစနစ်ရဲ့လှည့်စားမှုတွေကိုပုံမှန်သိမြင်လာပါတော့တယ်။ အမေရိကန်ပြည်သူတွေကလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းပြောင်းလဲမှုတွေကိုကြည့်ရှုခဲ့ပါတယ်။ဒီပြောင်းလဲမှုတွေကနိုင်ငံရေးဆိုတာကမီဒီယာပေါ်မှာပဲရှိတယ်ဆိုတာလူလူကနားလည်သွားခဲ့ပါတော့တယ်။ကြံပြန်ဒီမိုကရက်တစ်အသင်းအဖွဲ့ကလူအုပ်စုတွေကသူတို့စီမံထားတဲ့ခွဲခြားမှုတွေကိုဆက်လက်အကောင့်ထဲပို့လို့ကြပါရည်။ဒါပေမဲ့အမေရိကန်လူထုကတော့ဒီလှန်ဆန်းမှုတွေကိုသိမြင်လာကြတာကြောင့်နောက်ပိုင်းမှာဒီလိုမျိုးမဲဆွယ်တာမျိုးကထိရောက်မှုရောင်းနေလာပြီးပြည်သူတွေရဲ့လက်ခံမှုတွေကျဆင်းခဲ့ပါရည်။ ကဲပရိသတ်ကြီးတွေဥပမာခေတ်ကာလကစပြီးမီဒီယာကနေပေးခဲ့တဲ့ message တွေနဲ့နိုင်ငံရေးဆွေးနွေးမှုပုံစံတွေကိုဘယ်လိုများထင်မြင်မိကြပါလဲနိုင်ငံရေးမှာတိုက်ဆိုင်တာမရှိကြိုတင်စီမံထားတာဆိုတော့ပြည်သူတွေပြောနေကြစကားအပေါ်မှာရောဘယ်လိုမျိုးထင်မြင်မိကြတယ်လဲဆိုတာ comment မှာပေးသွားခဲ့ကြပါအောင်နော်